မမမမဂျီနူကိုလေဒီကဆဲလေးပြုတ်ပေးပါလားဟဲနင်တို့ငငယ်ရွယ်ရွယ်နဲ့အားနေခောက်ဆွဲတွေပဲစားနေတယ်တလားရောကငငယ်ရွယ်ရွယ်နဲ့ရမယ်နင်တို့ရေမဖြစ်သေးဘူးဒါဆိုရင်မမဝိုင်းခောက်ဆွဲကိုယ်တိုင်ပြုတ်ပေးမယ်โอเคနော်ဘာသားနဲ့စားကြင်လဲအင်းတမင်သားနဲ့စားကြင်တမင်ရရမယ်โอเคပထမဦးဆုံးရေထဲမယ်အောက်ကကန်လေးရကြတော့သူ့ထဲမှာတစ်ခါတည်းပါပြီးသားနော် ရေးခဲ့ပြီးသွားပြီဆိုတော့ခောက်ဆွဲလှုပ်ဖို့အတွက်ကိုအမောင့်လေးတွေထည့်မယ်အဖြူရောင်မှုန့်လေးတွေပေါ့အမောင့်လေးတွေရေထဲမှာပြုံးဝင်သွားတဲ့အထည်ကိုမှွှေးမယ်အမုံလေးတွေကတဖြည်းဖြည်းနဲ့ရေထဲမှာ ပြောင်းဝင်ကန်နေပြီအမုံလေးတွေရေထဲမှာအားလုံးပြောင်းဝင်သွားပြီဆိုရင်အကူသမင်ကိုစပြီးတော့လုံမယ် သူ့ပါဝင်တဲ့မိုးဘတ်သေးကိုဂျယ်လီလေးကိုသေချာနှံ့သွားအောင်လို့ထည့်မယ်နော်ကျယ်လီလေးတွေအပြစ်ဖြစ်ွားပြီဆိုရင်ခုနကဖြုတ်ထားတဲ့ရေတဲကိုစိမ့်လိုက်မယ်ငင်ငင်လေးပဲနော်မလုတ်ဖွင်းနဲ့စိမ့်မယ်အဲ့တိုင်းလေးပဲတတအောင်မယ်တစ်ဖြည်းဖြည်းနဲ့ကြုံလာတယ်နော်သူကជីနေနေကိုတော်တော်လေးကြုံလာတယ်အဲ့တော့じゃမှနည်းနည်းလေးလှုပ်ကြည့်လိုက်မယ် မူတွေကနေပြီးတော့လွတ်ထွက်သွားပြီ။ဝါးအရန်ချစ်စရာကောင်းနေတမင်ရုပ်ကလေးရသွားပြီ။တမင်လေးကိုသူ့ထဲမှာပါတဲ့စကားလေးနဲ့ဆယ်လိုက်ပြီ။ဒါပြီးရင်တော့ခောက်ဆဲလုံးမယ်။ခောက်ဆဲစားလုပ်တော့မယ်နော်။ခောက်ဆွဲရဖြစ်သွားပြီလားမသိဘူးဝါး အမြင်လေးဖြစ်သွားပြီအင်းအသီးရွက်လည်းစားစရာမရှိတော့ခင်းသီးလေးလည်းလုံးမယ်ဒီတခါခင်းသီးကိုအယောင်ဇက်လေးနဲ့လုံးမယ်ခြေထဲကိုစိန်ကြည့်မယ်။တဖြည်းဖြည်းနဲ့တော့ကြုံလာပြီ။ ။ဝါ၊ခရမ်းသီးလေးရသွားပြီ။ခောက်ဆဲနဲ့တူတူစားတော့မယ်။ဂျယ်လီတုံးလေးတွေကတုံ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 နဲ့တော့အီးဆက်နေတာပဲ။တကယ်တော့စားလို့မရအောင်တော့။တေးတုံးလေးရင်ခောက်ဆွဲကိုတမင်သားနဲ့ရပါပြီနော်။ရော့။ဝါ၊ချစ်စရာလေး။